26ချိန်မြောက်တာမန်တင်ပတ်ရဲ့အင်္ဂါနေ့ရှေလုကာအေဩင်္ဂလိကျမ်းအခန်းကြီး7အခန်းငယ်35မှ38ထိုချိန်၌သခင်ယေရှုဟာတပည့်တော်တို့အားမိန့်တော်မူသည်မှာသင်တို့သည်ခါပန်းစည်းလျက်စီမီးခွက်များကိုထွန်းညှိထားကြလော့မိမိတို့၏သခင်သည် မင်္ဂလာအခမ်းပွဲမှာပြန်လာ၍တကားခေါက်သောအခါချက်ချင်းတကားဖွင့်ပေးနိုင်ရန်အလို့ငှား တူလာမည့်အချိန်ကိုစောင့်မျှော်နေကြသောအစီကံများကဲ့သို့အသင့်ရှိကြလော့သခင်ပြန်လာသောအခါ노ကြစွာစောင့်နေကြသည်ကိုတွေ့ရသောအစီကံတို့သည်မင်္ဂလာရှိကြ၏သင်တို့အားငါအမှန်ဆိုသည်ကားသခင်သည်မိမိခါကိုစီးလျက်ထိုအစီကံတို့ကိုစပွဲ၌ထိုင်စေပြီးမှကိုယ်တိုင်ကျွေးမွေးလိမ့်မည်သခင်သည်ဒုတိယညဉ့်ရန်၌ဖြစ်စေတတိယညဉ့်ရန်၌ဖြစ်စေပြန်လာသောအခါ၎င်းတို့အားဤကဲ့သို့တွေ့ရလျှင် ထိုအစီကံတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏ယေရှုခရစ်တော်သခင်၏မုံမြတ်သောဧဝံဂေလိတရားတော်ပေတည်းဒီနေ့ကြမ်းပိုက်လေးဟာတူတူတုတ်တုတ်လေးပဲဒါပေမဲ့အင်မတန်မှလှပါတဲ့အချက်တွေများစွာထည့်သွင်းထားတာတွေ့ရပါတယ်ဒီနေ့ကြမ်းပိုက်ကိုဇာပနမစ္စဟာတွေမှာလည်းပဲ ကျွန်တော်တို့ဖတ်ကြရပါတယ်။ဘာဖြစ်လို့ဖတ်ကြရလဲဆိုရင်ပထမအချက်အနေနဲ့အသက်ရှိနေကြဖို့နှိုးဆော်တိုက်ထွန်းထားခြင်းဖြစ်ပါတယ်။ဒုတိယနဲ့ပိုအရေးကြီးတဲ့အချက်ကတော့ကျွန်တော်တို့အများပိုင်းတိတ်တတိမထားကြတဲ့အချက်ကြီးတစ်ချက်ဖြစ်ပါတယ်။လုံးဝမျောလင့်မထားတဲ့ ြောင်းပြန်ဆန့်ခတ်ဖြစ်သွားတဲ့အဖြစ်အပျက်တစ်ခုကိုတွေ့ရပါတယ်ဘယ်လိုပြောင်းပြန်ဖြစ်သွားလဲဆိုရင်တခင်ကအစေခံနေရာကိုယူလိုက်တယ်အစေခံကိုတခင်နေရာမှာထားလိုက်တယ်တစ္ဆာရှိတဲ့တာဝန်ကျတဲ့အစေခံကိုတခင်နေရာမှာထားလိုက်တယ် switch လုပ်လိုက်တာကိုနေရာကိုသူ့ကို ပေးတယ်သူ့နေရာကိုယူတယ်အဲ့တခင်ကပဲဟေ့ ငါနေရာမှာမင်းလာနေတခင်ကသူ့ရဲ့တစ္ဆာရှိတဲ့တာဝန်ကြီးတဲ့အစေကောင်ကို သူ့နေရာကိုပေးလိုက်ခြင်းဖြစ်တယ်။အဲ့ဒီတခင်ကပဲအစေခံရဲ့နေရာကိုသွားပြီးယူတယ်။ကာဗန်စီတဲ့အေဘရွန်ဝတ်တယ်။စပွဲထိုးဖို့အစေခံဖြစ်တဲ့အလုတ်ကျွေးပြုဖို့အလုတ်ကျွေးပြုခဲ့တယ်။ အစေခံကိုတခင်နေရာမှာထားပြီးကမှသူကအစေခံဖြစ်နေအလုပ်ကြီးပြုခဲ့တယ်။အစေခံကိုတခင်ဖြစ် ပြန်လဲပြီးတော့တင်မြောက်ခဲ့တယ်။အဩဇာအလုံးကောင်းပါတယ်။ Hierarchy World ကြီးစင်ငယ်လိုက်ယာဒူးအဆင့်တန်းအမျိုးမျိုးရှိတဲ့ကျွန်တော်တို့ဒီလောကကြီးမှာဒီလိုဖြစ်တာဟာဖြစ်နိုင်ရဲ့လားလို့ တောင်မှထင်ရမယ့်အခြေအနေမျိုးပါဒါပေမဲ့တကယ်ဖြစ်ခဲ့ပါတယ်သခင်ဟာအစီကံရဲ့နေရာကို ရောက်လာတယ်အစီကံကသခင်နေရာကို ပြန်ပေးခြင်းခံရတယ်ဖခင်ကလူနေရာကို လာယူတယ်လူကိုသူ့နေရာ ပြန်ပေးတယ်တောင်းဝန်တည်တဲ့တစ္ဆာရှိတဲ့ကောင်းကောင်းအသက်ရှင်တဲ့လူကို သူ့ရဲ့နေရာဖျားနေရာကိုပြန်ပေးတယ်။တဟာသခင်စုလူအဖြစ်ယူခြင်း အဖြစ်ပြက်ကိုညွှန်ပြတယ်။သူကိုယ်တိုင် အစေခံနေကြတဲ့ဝင်လာတာကိုဆင်းလာတာကိုတွေ့ရပါတယ်။နောက်ဆုံးညစာစာပွဲမှာခန်းကြီး20နှစ်ခန်းငယ်29မှာလည်းပဲသူထပ်ပြီးတော့ပြောပါဦးမယ်။ငါလည်းပဲမင်းတို့လိုပဲအစေခံနေတဲ့အတယောက်ပဲ။နောက်ဆုံးညစာစာပွဲမှာပြောသလိုတသက်လုံးလည်းပဲ လူရဲ့အစေခံကိုခံခဲ့တဲ့ပုံကိုဖြစ်တယ်။အဲ့လိုသူရဲ့အစေခံခြင်းကတော့လူကိုသခင်ဖြစ်လူကိုဖရာရဲ့ဇာတိတော်မှာပြန်ပြီးမြင့်တင်မှုပဲဖြစ်တယ်။ဒါဟာသာဝနာမိစားတွေမှာကျွန်တော်တို့ဖတ်ကြရတယ်။တာဝန်ကြီးတဲ့ပုဂ္ဂိုလ်သစ္စာရှိတဲ့ပုဂ္ဂိုလ်အမြဲတမ်းပဲနုံနုံကြကြရှိတဲ့ပုဂ္ဂိုလ်ကိုဖရာက သူ့နေရာမှာပြန်ထားမယ်။သူကိုယ်တိုင် ပြန်ပြီးကမှာ အလုတ်ကျွေးထာဝရပြုနေမယ်သူကိုယ်တိုင်းနဲ့ပြန်ကြွေးမွေးနေအောင်မယ်ဒါကိုပြန်သတိရမှဖြစ်ပါတယ်ဒါကြောင့်ကိုတော်မြတ်ပြေယူတိုင်းသတိရမှဖြစ်ပါတယ်ကျွန်တော်တို့ကို အစီအကံဖြစ်နေလာပြီးလှုပ်ကျွေးနေတယ်ကျွေးမွေးပြုစုနေတာကတော့သူကိုယ်တိုင်းပြေးနေတဲ့ယေရှုခရစ်တော်ပဲဖြစ်ပါတယ်ဒီဖြစ်ပျက်ခြင်းကြောင့်သူ့ရဲ့ အဖြစ်တော်ကိုပိုနားလျရတယ်။သူ့ရဲ့လူအဖြစ်ယူခြင်းကိုပိုနားလျရသလိုကျွန်တော်တို့ရဲ့ဖျားဇာတိတော်၌ပါဝင်ရမယ့်အခွင့်အရေးကိုလည်းပိုနားလျရမှာဖြစ်ပါတယ်။ယေရှုရှင်နှလုံးတော်ပြည်တော်တို့ကိုတနာတော်မူပါ။